မီး6နှစ်ပြည့်သည့်ရက်က အမေအင်ကအပြန် shopping center ကိုဝင်ကြပါသည်။တမီးကိုမကြာခဏပို့ရသောနေရာဖြစ်၏။ထိုနေ့ကမွေးနေ့ရှင်ကိုဦးစားပေးသောအဖြစ်တမီးကြိုက်တာဝယ်ပေးမယ်ဆိုသောကတိရှိသဖြင့်ခေါ်သွားခြင်းဖြစ်သည်။ပြီးခဲ့သော9နှစ်ပြည့်မွေးနေ့တုန်းကတော့မင်းသမီးကသည့်စီတီချက်တွေများများဝယ်ပေးခဲ့ရသည်။ဘယ်ကဘလို့ပါလာသောဝါဒနာမှန်းမသိပါ။အညီမင်းသမီးတွေကသလို့ တပြုံးပြုံးကနေတဲ့တဲ့ဖြင့်ခက်ကောင်းခက်ရကြီးရဲ့အောင်မီခေရသည်တမီးကြီးလာလျင်ဘာလို့မလဲမေးတိုင်းမင်းသမီးလုံမလိုချင်ပြည်သည်အငိတ်စီဒီချက်တွေကျမတို့အိမ်မှာ တောင်းနေထည့်ထားရသည်ဆိုရင်ယုံပါတော့ဂျာနေတွေတွင်အငိတ်ခွေထွက်ချောင်းကြောညာပါလျင်ဝယ်ပေးရန်ပူဇော်တော်သည်ဖေးပစိုးမအေးထမိန်အမိဘဝတွေလည်းမနေရစကုတ်တွေကလက်တွေထိုးကား ချာပြပါရီနဲ့ကွေးနေအောင်ကသည်ဒီရင်ရက်တွေတုန်းကတော့ပပါတို့မေမေတို့လိုစာရေးဆရာလုံးဝဲလို့ရှာရှာပါပါပြောခဲ့တာလေကျမတတိယမိပါ ਈ ဆရာဝန်ကြီးမလုပ်ဘူးလားဆိုတော့ဒေဒီအောင်လိုစာလဲရင်းမယ်ဆရာဝန်လဲလုံးဝဲဆိုတာလဲရှိခဲ့ပါ ਈ နောက်တော့စာရေးဆရာလုံးမယ်ဆိုတာပြုတ်သွားပြီးဆရာဝန်လဲလုံးမယ်မင်းသမီးလဲလုံးမယ်ဆိုပြန်มาသည်ဒီနေ့မွေးနေ့မှာတော့ စီတီတက်ပြားတွေမပူစားတော့ပါပထမတန်းရောက်ပြီဆိုတော့အင်းစားတွေပါလာတာကလည်းအခတည်းကိုဖြစ်လိုက်ပုံရပါသည် အကအเจ้าမပြောတော့ shopping center တွေရောက်တော့တမိချိုက်တာပြောမိမိဝယ်ပေးမယ်ဆိုတော့ထူးဆန်းသောစကားပြောလာပါသည်တမိကိုနှစ်ချက်ကလေးတွေဆေးပင်းလေးလေးတွေပါတဲ့ကပ်ပြားဝယ်ပေးမိမိတမိကြည့်ရင်မမီတီတာလောက်တော့မင်းကျမတို့ထင်မှားပါ လက်ချက်ကလေးတွေစေးပင်းကလေးတွေပါတဲ့ကပ်ပြားဆိုတာကတရုတ်ပြည်ကလာသောပလတ်စတစ် trinset စက်ကူကပ်ပြားကြီးကိုပြောခြင်းဖြစ်ပါ၏ဒီကပ်ပြားထဲမှာ ကလေးကစားစရာဆရာဝန်သုံးပစ္စည်းကလေးတွေတော်တော်များများပါသည်ဈေးနှုန်းဖက်ကြည့်တော့၄000တဲ့ဝင်းဒီရှင်ကတောင်းဆိုမှာတော့ဝေပေးရုံပေါ့ဝေပေးတော့လေတပွေးပွေး message ရှာပါ၏သမီးကမင်းသမီးလုံမယ်ဆိုမလုပ်တော့ဘူးလား မိမိကရတာမောတယ်မလုပ်တော့ဘူးပါပါတို့မိမိတို့လိုဆိုင်းဆရာလည်းမလုပ်တော့ဘူးလက်ညောင်းတယ်တမီးမာမီတီတာပဲလုပ်တော့မယ်မာမီတီတာဆိုတာကတမီးနေမကောင်းတဲ့အခါမြေတားဖြင့်ဆေးကုသပေးသောကလေးထုခုဆရာဝန်ကြီးဒေါက်တာတော်တီတာကိုပြောခြင်းဖြစ်ပါသည်တမီးကကလေးပြီးပြီးဆရာဝန်ဘဝကိုတက်တောင့်တက်တာရှိသည်လို့မြင်ပုံရပါသည်ဘလို့ပဲဖြစ်ဖြစ်ဒီဝါဒနာဒီထုံကလေးကိုတော့တမီးမှဆွေးမြေ့စီခြင်းသည် တသက်လုံးဒီစိတ်ဖြင့်စူးစားကြည့်ခြင်းသည်နှလုံးလာသူလေးဖြစ်စေခြင်းသည်ကျမအင်သားကအမိပြောပြောနေချမြင်းချံမျိုးကဇာဝင်ကြီးလာဘုတ်သူအကြောင်းကြားဖူးထားသဖြင့်ဂျာတာပလေးတမီသူတမီကိုလာဂျာတာပလေးပေါ့ကွာဟုဆိုသည်ကျမကတော့ဒေါက်တာလာဘုတ်သူကိုအမိပြောခဲ့တော့ဇာဝင်ဆိုတာနေပူကမောပန်းလာသူတွေအတွက်ရေချမ်းစင်ပေါ်ကရေချမ်းအိုးကလေးဆိုတာရင်ထဲရောက်နေသည် အေးမြသောရည်ကြီးတစ်ပေါက်တိုက်ကြသူတွေမေတ္တာထားနိုင်ကြသူတွေနောက်ထပ်15နှစ်လောက်ဆိုရင်တော့တမီကလေးဂျူတီကုတ်ကလေးနဲ့ဖြစ်ကောင်းပါရဲ့ကျမတို့အိမ်ရှိမှာရေချမ်းဦးကလေးတင်ရကောင်းပါရဲ့